လွန်ခဲ့တဲ့ပိုင်းမှာဝန်ကြီးကို၃កောင်ကမူချွန်လုံးနဲ့အတူလိုက်ခဲ့တယ်။သူတို့တွေကအမဲလိုက်ပွဲရဲ့စခန်းမှာတွားပြီးတော့နားကြတယ်။ဒီလိုနဲ့ပဲအက်ဒီနီယာမှာကြောက်သွန်းသရုံးကိုရောက်တော့လော့လီကလူကျင်တယ်။မူချွန်ကဝယ်ပေးလိုက်တော့ယုံချင်းဆိုတဲ့လူတရားကကြောက်သွန်းကိုလူပွဲသွဲစီးစင်တယ်။ဗီဒီယိုလေးမစခင်ကျွန်တော် like and subscribe နှိပ်ပေးပါအားလုံးကျေးဇူးတင်ပါတယ်။ယုံချင်းကအသိအကျပဲမူချွန်တို့ကိုကြောက်သွန်းပေးခိုင်းတယ်။ပြီးတော့သူကပြောတယ်ငါကမင်းတို့ကိုညှဉ်းလာချေးပေးမယ်။မူချွန်ကပြန်ပြီးပြောတယ် အော်မင်းကဒီပစ္စည်းကိုနှစ်နာကျဲအတွက်ငါတို့ပြန်ပြီးတစ်ခုပေးမယ်ဟုတ်လားကောင်းပြီလေဒါဆိုရင်နှစ်နာကျဲအနေနဲ့ဝိညာဉ်မြင်ရုံတထောင်အဆင့်ရှိတဲ့ဝိညာဉ်အလင်းနှန်းကိုပေးရမယ်ဒီကြောင့်သောကတန်ဖိုးရှိတဲ့ဆိုပေမဲ့ဝိညာဉ်လင်းနှန်းအလောက်နဲ့တော့မတန်ဘူးဒီနေရာမှာရှိတဲ့လူတွေအလုံးပေါင်းလိုက်ရင်တော့ဝိညာဉ်အလင်းနှန်းပမာဏအလောက်ရမှလည်းမဟုတ်ဘူးယုံချင်းကပထမတစ်ချက်ကြောင်သွားတယ်ပြီးတော့သူကဟာဟာပပတ်ကိုအော်ကြည့်တယ်ကောင်းလေကျေးဇူးပြုပြီးငါ့ကိုမနောက်ပါနဲ့ငါကအမောင်နှုတ်အဖွဲ့ကြီးကအဖွဲ့ဝင်တယောက်ပဲ ညီညီမြမြလေးတော့ပြောပါတပစ္စည်းသွန်းနဲ့ငါကဒီနေရာမှာအချိန်ဖြုံးနေတာတော့နည်းနည်းလေးကြာနေပြီကြောက်တော့ငါတော့ဟိုကောင်လေးစီမှာရှိနေတော့ပဲမူချမ်းကိုကန်ပြီးတော့ယုံချင်းကတတ်ခတ်လဲတဲ့ကြောင့်ကြောက်တော့ကိုမရလိုက်ဘူးမူချမ်းကအဲ့ဒီကောင်လေးစီကိုတွားပြီးတော့လက်ဖြတ်ပြီးကြောက်တော့ဝန်တောင်းတယ်ဒါကိုယုံချင်းကလည်းပြောတယ်ဒီကောင်လေးကငါတို့ကိုပေးဖို့အစီအစဉ်မရှိဘူးဆိုရင်တော့ထုံးစံတိုင်းပဲငါတို့ရဲ့လှုပ်ထုံလှုပ်နေတိုင်းရှင်ပြန်ကြရတော့မယ်ကဲမင်းရဲ့လေလံစေးကဝိညာဉ်မြင့်ရောက်ရဲ့အလင်းနှံ20မဟုတ်လား တောင်ဆိုရင်ငါကမင်းကိုလက်ရှိပေါက်ဈေးထက်ပို့ပြီးတော့ဝိညာဉ်အလင်းတိုင်း22ခုပေးမယ်။ဒီအတွက်ကြောင့်ချက်3ရောင်းတဲ့ကောင်လေးကလည်း22ခုပေးတဲ့ယုံချင်းဘက်ကိုစိတ်နဲ့နဲ့လေးညိုင်သွားတယ်။သူ့ကိုပို့ပြီးပေးတဲ့လူကိုရောင်းဖို့သူကဆုံးဖြတ်လိုက်တယ်။မူချန်ကချက်ချင်းပြောတယ်။ငါမင်းကိုဝိညာဉ်အလင်းတိုင်း25ခုပေးမယ်။ယုံချင်းကပြတ်ပြောတယ်။ငါအခု30ပေးမယ်။ဒီလိုနဲ့ပဲပမာဏကတစားတစားများလာတော့ဒီမှာရှိနေတဲ့လူတွေအားလုံးကလည်းတပြေးပြေးနဲ့ဝိညာဉ်အလင်းတိုင်းကိုနှမျောမိလာတယ်။ဒါကိုလော့လီယာပြောတယ်။ မူချံတော်လိုက်တော့မင်းတို့တွေဓာဝင်မိလိုက်တော့ငါအဲ့ဒါကိုမယူချင်တော့ဘူးဝိညာဉ်အလင်းနဲ့25ခုဆိုတာကမူချံတို့အမြင့်ဆုံးပေးနိုင်တဲ့ဈေးပဲအဲ့တော့မူချံတို့ကဒါကိုလက်လွှတ်ရမလို့ဖြစ်နေပြီပြီးတော့သူရဲ့ပြည့်စည်ကိုလာလူတဲ့ဒီအမောင်တို့အဖွဲ့စည်းရဲ့အဖွဲ့စည်းကိုလည်းသူကတိတ်ပြီးတော့စိတ်ထဲမှာမနှိမ့်ညွတော့ဘူးမူချံကယုံချင်းကိုကြောက်စရာကောင်းတဲ့အကြည့်နဲ့စိုက်ရှိနေတယ်ဒီချိန်မှာပဲအနောက်ကနေအတန်တန်ထွက်လာတယ်ယုံချင်းမင်းကတခြားသူတွေကိုအယံမုံအောင်တော်တော်လှုပ်တာပဲ အတန်းလာရကိုလုံချင်းကကြိတ်လိုက်တော့ဝမ်ညီကိုတုံးအောင်ဖြစ်နေတယ်အဲ့ဒီစကားကိုပြောလိုက်တဲ့လူကတော့ဝမ်တုံပဲဝမ်တုံကိုမြင်တာနဲ့ယုံချင်းကပြောင်းလိုက်တယ်ဘာလဲမင်းကလည်းလေလံပွဲမှာဝင်ပါချင်လို့လားဒါပေမဲ့မင်းကိုတတိမပေးလိုက်မီလို့ဆိုပြီးငါကတော့အပြစ်မတင်နဲ့ပြီးတော့မင်းတို့ကောင်းနေအရန်လိုချင်တယ်ဒီကြောက်တုံကိုငါကနည်းနည်းလေးမှတော့စိတ်ဝင်စားဘူးဒီကြောက်တုံကိုလိုချင်တာကအကိုကြီးမူဖန်းရန်သူ့ကြောက်ပဲငါကဒီကိုလာရတာမင်းဒီလေလံပွဲမှာဝင်ပါရဲရင်တော့စူးစမ်းကြည့်လိုက်လေ မူဖန်းရန်ကောင်းဝင်အဆင့်တန်ရန်အဆင့်ကိုနေရာကကြမ်းထိုက်ကိုအနိုင်ယူလိုက်တဲ့ရွက်ပုံးသည်ဒီနမဲကိုကြားလိုက်တာနဲ့ဝမ်ကြီးကိုတုံးကောင်ရဲ့မျက်နှာတွေကချက်ချင်းပြောင်းလဲသွားတယ်။ဝမ်တုံးကပြောတယ်ငါတို့ကိုဒုက္ခဖြစ်စေနိုင်တဲ့အရာကိုတော့ငါတို့ကစိတ်ဝင်စားပေမယ့်မူချမ်းစီမှာတော့ငါတို့ကအကျွေးသိနေတယ်။ဝမ်တုံးကသူ့ရဲ့လက်ကိုဖြတ်လိုက်တာနဲ့သူ့ရဲ့လက်ပေါ်မှာကြောက်သုံးသုံးပေါ်လာတယ်။အဲ့ဒီကြောက်သုံးကမီးတောင်းနေနဲ့ထွက်ပေါ်လာတဲ့ကြောက်သုံးပဲ။ပြီးတော့အဲ့ဒီကနေဝိညာဉ်စွမ်းရင်အလင်းနှန်းတွေကစတင်ဖျက်ထွက်လာတယ် ဒီဝိညာဉ်ကြောက်တုံကအထဲမှာဝိညာဉ်မြင်ရုံအစင်းရှိတဲ့ဝိညာဉ်အလင်းနဲ့အခု30ပါတယ်မူချံဘဲကိုလှည့်ပြီးပြောတယ်မူချံဒီထဲမှာဝိညာဉ်မြင်ရုံရအလင်းနဲ့အခု30ရှိတယ်အခုငါမင်းကိုငှားပေးလိုက်မယ်ဒါပေမဲ့ဒီအကျွေးကိုတော့မင်းငါတို့ကိုတေချာဖို့ပြန်ဆက်ရမယ်နော်သူတို့ကမူချံနဲ့နှံ့ရဲဆိုတဲ့အချိန်မှာခကြီးဆက်ခဲ့တယ်အဲ့ဒီအချိန်လွင်သွင်းမှာမူချံရဲ့စိတ်ဓာတ်ကိုသူတို့တွေကတော်တော်များများနားလဲလာတယ် ဝန်ညီကိုတောင်းကောင်မူချံကတေးဥပင်စကားပြောပြီးတော့ဝန်တုံးရဲ့လက်ပုံမှရှိတဲ့ဝိညာဉ်တလင်းကြောက်ကိုလှမ်းယူလိုက်တယ်အဲ့ဒီချိန်မှာပဲမူချံရဲ့လက်ကိုဆုပ်ပြီးတော့အနာကပ်ပြီးတိုးတိုးလေးပြောတယ်မူချံမူဖမ်းရန်လဲဒီထဲမှာရှိနေနိုင်တယ်မင်းတတိထားတလင်းကြောက်ရပြီးတာနဲ့ယုံချင်းဘက်ကိုလှည့်ပြီးပြောတယ်ဝိညာဉ်အလင်းတန်း35ခုယုံချင်းရဲ့မျက်နှာကတဖြည်းဖြည်းနဲ့ဒေါကန့်လာတယ်မူဖမ်းရန်ရဲ့နာမည်ကိုသုံးပြီးတော့သူက6လန်းလိုက်တော့မှမူချံကကြောက်မသွားဘဲနဲ့ဝိညာဉ်အလင်းတန်းကိုဈေးပါပြန်ပြီးတော့လှည့်တင်လိုက်သေးတယ် ဒါပေမဲ့ယုံချင်းစီကနေနောက်တဲ့ဈေးတင်တဲ့အထံထွက်မပေါ်လာဘူးအဲ့တော့မူချန်ကဝိညာဉ်အလင်းတန်းကိုကောင်းလင်းစီကိုလှမ်းပြီးတော့ပြစ်ပေးလိုက်တယ်ကောင်းလင်းကလည်းယုံချင်းကိုတစ်ချက်ချင်းမူချန်ကိုတစ်ချက်ကြည့်ပြီးတော့ကြောက်သုံးကိုမူချန်စီကိုပေးဖို့လုပ်တယ်သူကလမ်းတဝက်မှာခဏစဉ်းစားလိုက်တယ်မူချန်ကိုပေးရင်ကောင်းလားမပေးရင်ကောင်းမလားသူရဲ့စိတ်ထဲကနေဂတိကဟာဖြစ်နေတယ်အမောင်ဖွဲ့စီကိုလည်းသူကရံမစရဲဘူးနောက်ဆုံးမှတော့ဝိညာဉ်အလင်းတန်းပို့ပြီးပေးတဲ့မူချန်ရဲ့လက်ထက်ကိုကြောက်သုံးအပ်ပြီးတာနဲ့ဒီနေရာကနေခက်မြက်မြက်ပြေးပြီးထွက်သွားတယ် ။မူချန်ကကြောက်သုံးကိုလော်လီရဲ့လက်ထဲကိုအပ်လိုက်တယ်။လော်လီကကြောက်သုံးကိုယူပြီးတာနဲ့သူ့ရဲ့မျက်နှာထဲမှာပြုံးရောင်လေးလေးတန်းလာတယ်။အဲ့ဒီအပြုံကတော့မူချန်အသွားကတော့တေပြုံနေပြီ။ပြီးတာနဲ့မူချန်ကယုံချင်းဘက်ကိုလှည့်လိုက်တော့ယုံချင်းကပြောတယ်။မူချန်မင်းငါတို့ကိုအခတ်သိမ်းအောင်တော်တော် တောင်းနေပြီနော်။မူချန်ကပြောတယ်။မင်းကငါကအခတ်သိမ်းအောင်လုပ်တယ်ဟုတ်လား။ငါလိုကောင်ကဒီမိုဂိတ်ဌာနချုပ်ဖြစ်တဲ့ဟီယောကိုတော့ရန်စားခဲ့တာမင်းလိုကောင်စင်တော့ဆော့ဆက်ပိတ်ထားတာအကောင်းဆုံးပဲဟေးဟာမင်းမင်းမင်းမှတ်တာ ငါ့ကိုလီးတော့လက်မစားနဲ့မင်းအဲ့လိုရန်လက်စားလို့ရှိရင်တော့မင်းကဒုက္ခရသွားလိမ့်မယ်ယုံချင်ရဲ့ဒေါ်ရာကအထုတ်ထိုက်ကိုရောက်သွားပြီးသူ့ရဲ့ကိုတွေကနေလဲစွန့်အင်းတွေတဖြည်းဖြည်းထုတ်လှုပ်လှုပ်လာတယ်ဒါ우မြင်တော့ဝမ်းကြီးကိုတုံးအောင်ကလည်းချက်ချင်းမူချံရဲ့အနာကိုပြေးလာတယ်ပြီးတော့သူ့ရဲ့ကိုတွေကနေလဲစွန့်အင်းတွေကိုထောက်လိုက်တယ်သွေးစားဖို့တိုက်ခိုက်ဖို့ပြင်နေကြတဲ့လူတွေကိုကြည့်ပြီးဘေးနားမှာရှိနေတဲ့လူတွေကလည်းတဖြည်းဖြည်းနဲ့အနောက်ကိုဆုတ်သွားကြတယ်။ဒီချိန်မှာပဲလက်ခုပ်တီးတန်တဲ့သူလူတယောက်ရဲ့စကားတန်ထွက်လာတယ် လူသစ်တွေထဲမှာမင်းကအရန်ကိုထူးချင်လုံးတဲ့ဆိုတာမယုံကြည်နိုင်စရာတော့မရှိဘူးဒါအိမ်မဲ့ယုံချင်းကဘလို့ပုံစံမျိုးနဲ့ပြန်ပေးဆက်မလဲဆိုတာငါသိချင်တယ်ဘယ်လိုပဲဖြစ်ဖြစ်လေသူပေးရမယ့်အကြွေကိုငံမူဖမ်းရန်ပြန်မပေးနိုင်စရာအကြောင်းမရှိဘူးချက်ချင်းဆိုတလွဲမူချံကအပန်းလာရကိုလှမ်းကြည့်လိုက်တယ်နေရခန့်မြင့်မြင့်မှာကြောက်သွန်းသွန်းရှိတယ်အဲ့ဒီကြောက်သွန်းရဲ့ပုံမှာအနှံ့ရောင်ဝတ်စုံနဲ့ပပင်ပပရက်နေတဲ့လူငယ်လေးတစ်ယောက်ရှိတယ်သူကတည်ငြိမ်အေးဆေးတဲ့ပုံစံမျိုးနဲ့မူချံကိုစိုက်ကြည့်နေတယ် ူရဲ့ကိုဘောကစွန်းအင်းတွေကိုကြေကျင်းရပြီးအဒီကောင်ကကောင်းရင်ကူပြောင်းခြင်းရဲ့နောက်ဆုံးအဆင့်ကိုရောက်နေပြီဆိုတာပေါ်လွင်နေတယ်။သူကတော့မူဖိုင်းညံပဲ။မူဖိုင်းညံကိုမြင်တာနဲ့ယုံချင်းကပျော့သွားတယ်။ဝမ်ညီကုံတုံးကောင်ရဲ့မျက်နှာကတော့တော်တော်လေးကိုပြက်ယွင်းနေပြီ။သူတို့တောင်းရောင်းပေါင်းလိုက်ရင်တော့အစွမ်းကကောင်းရင်ကူပြောင်းခြင်းရဲ့အလေလက်အဆင့်ပဲရှိတယ်။မူဖိုင်းညံကနောက်ဆုံးအဆင့်ဆိုတော့သူတို့ဘယ်လိုမှရှင်းလို့မနိုင်ဘူး။မူဖိုင်းညံကပြောတယ်။မူချံမင်းရဲ့နာမည်ကိုငါကြားဖူးနေတာတော်တော်လေးကိုကြာနေပြီ။ မင်းကတော့ကျောင်းသားတိတွေထဲမှာအထူးကျွန်းဆုံးပုဂ္ဂိုလ်တယောက်ပဲလီရွှမ်တုံတို့ဟီယော်တို့ဆိုတဲ့နာမည်ကြီးလူတွေနဲ့တော့မကြေဝဲနှွဲပုတယ်လို့ငါကြားမိတယ်ငါတို့အမောင်တို့အဖွဲ့ကြီးကမင်းကိုချီးကျူးပါတယ်ကွာမင်းသားငါတို့အဖွဲ့တဲ့ဝင်လိုက်ရင်အဲ့ဒီလူတွေမင်းကိုဘာပြဿနာမှမရှာရဲတော့ဘူးမူဖန်ရငါတော့မူချန်ကိုတို့တို့အဖွဲ့တဲ့ဝင်ဖို့ခေါ်နေပြီးမူချန်ကပြောတယ်မင်းတို့အဖွဲ့ကအရန်ကိုကြီးလုံးတယ်ကွာဒါကြောင့်ငါနဲ့အဆင်မပြေဖြစ်သွားမှကိုစိုးရိမ်တယ် ဒီကြောင်မှာတော့အမောင်ဖွဲ့ကြီးကနမဲကြီးတဲ့ဆိုပေမဲ့မူချမ်းကိုတော့မစွဲဆောင်နိုင်ဘူး။မူဖန်းရံကပြောတယ်။ငါတို့ရဲ့ကြိုဆုံမှုကိုဘယ်လိုလက်ခံရမလဲဆိုတာမင်းနားမလည်သေးဘူးပဲ။မူချမ်းကဒီကောင်းသင်းတဲ့စကားပြောရတာတော်တော်လေးကိုပြင်းလာတယ်။ဒါ့ဤမဲ့မူဖန်းရံကစွမ်းအားကြီးတဲ့ဆိုတော့မူဖန်းရံကိုသူကတချက်စိုက်ကြည့်လို့နေလိုက်တယ်။ကောင်းကင်ကူပြောင်းခြင်းနောက်ဆုံးဆင့်အဲ့ဒီအဆင့်အတန်းကအဖီယောငကားမျိုးတော်ရဲ့တခင်ဘိုင်းရွှန့်ပိုက်ဆိုင်ခဲ့တဲ့အဆင့်ပဲ။ဒါ့ဤမဲ့လည်းအဲ့ဒီအချိန်တုန်းကဆိုရင်မူချမ်းက မိစကြောက်တန်ရဲ့ပြင်းထန်တဲ့အစွမ်းအကူညီရောက်ပိုင်ရွှံကိုတတ်နိုင်ခဲ့တာဒါ့အပြင်အခုလက်ရှိအစွမ်းကတော့မြင့်မားနေပြီဖြစ်တာကြောင့်အဲ့ဒီနီလန်းကိုမှီခိုစရာမလိုတော့ဘူးမူဖိုင်းရံကဆက်ပြောတယ်မင်းကအဲ့လိုမျိုးညင်းဆက်မှန်ဆိုရင်တော့စိတ်ထိခိုက်စရာတွေဖြစ်ကုန်တော့မှထင်တယ်ပြီးတော့သူကပြောတယ်ဒါဟုအတာထားငါကအဲ့ဒီအံ့ဖွယ်ကြောက်တုံးကိုလိုချင်တယ်အဲ့ဒီကြောက်တုံးကငါတက်အတုံးဝင်တဲ့ပစ္စည်းပဲဒီပစ္စည်းကိုဆုံးလို့ဖို့ဆိုတော့ငါတော့လုံးဝကိုမဖြစ်နိုင်ဘူးမူချန်ကဟာကနေကြီးလိုက်တယ် စီနီယာမူဖမ်းရန်ကကောင်းဝင်အဆင့်တန်းရန်အဆင့်သက်သေဆိုတဲ့စည်ရင်းတဲကိုဝင်ရောက်နေတာပဲ။ဘာမှဒီလိုမဟုတ်တဲ့ပစ္စည်းကိုဘာကြောင့်စိတ်ဝင်စားနေတာလဲ။မူဖမ်းရန်ကပြောတယ်။လီးတကွာငါကအဲ့ဒီပစ္စည်းကိုအရန်ကိုလိုချင်တယ်လို့ပြောပြပြီးပဲ။ဘာဖြစ်ဖြစ်ဖြစ်ပေါ့ငါလိုချင်တယ်ဆိုရပြီပေါ့။သူကစိတ်သက်တူဘူးဆဆနဲ့ပြောနေရင်းနဲ့ပဲသူ့ရဲ့ကိုယ်တရားနဲ့စွန့်အင်းတွေကိုထုတ်လိုက်တယ်။အဲ့ဒီစွန့်အင်းတွေကဒီနေရာမှာရှိတဲ့လူတွေအားလုံးကိုလွှမ်းခြုံသွားတယ်။စွန့်အင်းတွေကိုမြင်တာနဲ့အားလုံးကကြော်တဲ့ဟူပါစိတ်ထွက်သွားတယ်။ ရှင်းနေကြတဲ့လူတွေကကြောက်လန့်သွားတဲ့ဆိုပြီးပဲမူချန်ကတော့နည်းနည်းလေးမှတော့စိတ်ဝင်စားဘူး။သူကပြောတယ်။ဩမင်းကဒီလောက်လူချင်းနေတာလား။အဲ့ဒါဆိုလဲနောက်တစ်ခုထက်ရှာလေ။ပြီးရင်လည်းမူချန်ကဒီနေရာကနေလွှတ်ထွက်သွားတယ်။လော်လီကအနာကနေလိုက်သွားတယ်။ကျန်တဲ့လူတွေကတော့မူချန်နဲ့လော်လီအနာကနေတဖြည်းဖြည်းချင်းလိုက်ပြီးတော့ထွက်ခွာသွားကြတယ်။မူဖန်းရံကဒေါ်တာကတော့လုံးဝအတိုင်းအသာမရှိဖြစ်သွားတယ်။သူ့ရဲ့ကိုယ်တွေကနေတော်တော်လေးကိုများပြားတယ်။ဝိညာဉ်စွမ်းအင်းတွေထွက်ပေါ်လာတယ်။ပြီးတော့ခန္ဓာကိုယ်မှာလည်းမိုးကြိုးစွမ်းအင်းတွေဖြစ်ပေါ်လာတယ်။ သူဟာကောင်းကင်ဘုံပြန်တက်သွားတယ်ပြီးတော့တော်တော်လေးကိုများပြားတဲ့စွမ်းအင်းတွေကိုအသုံးပြုပြီးကောင်းကင်ဘုံကနေကြီးမားတဲ့လဝါကြီးတစ်ချက်ကမူချန်လို့ရှိရကိုရိုက်ချလိုက်တယ်အာကောင်းတဲ့လဝါကြီးကမူချန်ရှိရကိုပြေးဝင်သွားတယ်ကြီးမားတဲ့စွမ်းအင်းကတူးစီကိုဝင်လာတာမြင်လာနဲ့မူချန်ရဲ့ခြေလမ်းတွေကချက်ချင်းယက်သွားတယ်လက်ကနေလည်းတင်ကြရာတစ်ခုကိုပြောင်းလဲလိုက်တာနဲ့ကျဲတာယာပုံစံနေတဲ့သူတော်တော်လေးကိုကြီးမားတဲ့အပြီအောင်ကြာကြီးကောင်ထွက်ပေါ်လာတယ်ကြာကြီးကလေပေါ်ခွန်တက်သွားတယ်ပြီးတော့သူတို့စီကိုဝင်လာတဲ့လဝါကြီးကိုကြာကြီးကထွက်ပြီးတော့ရင်ဆိုင်လိုက်တယ် စွိုင်းနဟုတိုက်မိသွားတာနဲ့ကျေလုံးနဲ့ပေါက်ခွဲတဲ့ညီထွက်ပေါက်လာတယ်။ပြီးတော့လေမုန်တိုင်းနှောင်ဖြစ်ပေါက်လာတယ်။တဖြည်းဖြည်းနဲ့စွိုင်းနေကလည်းပြောက်ခွဲသွားပြီးဖုန်တွေကလည်းရှင်းလင်းသွားတယ်။ပြီးတာနဲ့မူချံရဲ့မူဖန်ရံကိုမြင်ရတယ်။မူဖန်ရံရဲ့တိုက်ခွဲကကောင်းကင်ကူပြောင်းခြင်းနောက်ဆုံးစင်ကိုရောက်နေတဲ့အတွက်ကြောင့်စွိုင်းနဲ့ကတော့ထည့်ပြီးတိုက်လိုက်တဲ့တိုက်ခွဲပဲ။အစင်းသူချင်းချင်းထိရင်တော့တော်တော်လေးကိုဒဏ်ရာအကြီးကျယ်ရသွားနိုင်တယ်။ဒါပေမဲ့မူချံဆိုတဲ့ကောင်ကတော့ဘာမှကိုဖြစ်မတော်ဘူး။အလုံးကမူချံကိုကြည့်ပြီးတန်းအတော်ဖြစ်သွားကြတယ်။ ပို့ပြီးတော့အံ့ဩတာကမူဖမ်းရမယ်။သူ့ရဲ့တတ်ခံမှုကိုခွာဆိုင်ကောင်းငင်ကူပြောင်းခြင်းအစစ်မှန်ရှိတဲ့မူချန်ကအေးအေးဆေးဆေးတားဆီးလိုက်တာအဲ့ဒါကိုသူကမယုံကြည်နိုင်အောင်ဖြစ်နေတယ်။သူကခက်ရရက်လေးပြောပြီးတော့မူချန်ကိုပြောတယ်။မင်းကလူသစ်တွေထဲမှာအစွမ်းထက်ဆုံးဆိုတာတန်တရားဖြစ်စရာကိုမလိုဘူးပဲ။မူချန်ကပြောတယ်။ဒီမှာမူဖမ်းရင်ကဘာကြီးကိုအံ့အားသင့်အောင်လှုပ်ချင်နေဆိုရင်ကောင်းငင်အစစ်အတန်ကလူတွေကိုရှာပြီးတိုက်ခိုက်လိုက်။ငါ့လိုလူသစ်တွေကိုရှာဖို့မလိုဘူး။ မင်းသားငါ့လိုလူသွေးလေးစီမှာရှောင်းနေသွားတဲ့ဆိုတဲ့တတင်းကကြော်ကြသွားရင်မင်းရဲ့ဂုံတွေတောင်ပို့ပြီးတော့မှိမ့်မိန်သွားလိမ့်မယ်မူဖန်းရံကချက်ချင်းအော့ပြောတယ်လီးပဲမရိုင်းလိုက်တာငါ့လိုကောင်ကမင်းစီမှာရှောင်းမယ်ဟုတ်လားမင်းကမင်းကိုမင်းတတော်လေးကိုယုံကြည်မှုလွန်ကဲနေတဲ့ကောင်ပဲမူချန်ကတဟားဟားနဲ့အော့ကြည့်တယ်မူဖန်းရံမင်းကငါပြောလိုက်မယ်ဒီကြော်သုံးကိုလိုချင်တဲ့စိတ်ကိုရက်လိုက်ရင်ကောင်းမယ်မင်းအဲလောင်းတော့လိုချင်ရင်တော့အချိန်မူရင်ငါ့ကိုလာပြီးစိန်ခေါ်လို့ရတယ်မင်းဘလို့နီလမ်းမဲ့တတော်ငါလက်ခံတယ် ပြီးတာနဲ့မူချန်ကသူ့ရဲ့လူတွေခေါ်ပြီးတော့ဒီနေရာကနေချက်ချင်းပြန်ထွက်သွားလိုက်တယ်။မူဖိုင်းရဲ့မျက်စိအတွင်းမှာတော့မူချန်တို့အုပ်စုကခဏလေးသေးမှပဲပျောက်ခဲ့သွားတယ်။ခဏနေကြတော့ယုံချင်းကသူ့ရဲ့နာကိုလာတယ်။အကုန်မူဖိုင်းရန်သူတို့ကိုဘာလို့လှုပ်ပေးလိုက်တာလဲ။မူဖိုင်းရန်ကတော့မူချန်တို့ထွက်သွားတဲ့ဘက်ကိုကြည့်ရင်နဲ့ပြုံးလိုက်တယ်။အေးစေးပေါ့ဘာလို့ဒီလောက်လောနေတာလဲ။ငါမူဖိုင်းရန်လိုချင်တဲ့အရာကိုတခြားလူတွေစီနဲ့လွယ်လွယ်မပေးတတ်ပါဘူး။သူတို့သွားတဲ့နေရာကငါတို့သွားမယ့်နေရာနဲ့တူနေတယ်။ ငါတို့နောက်တစ်ချိန်သူတို့နဲ့ပြန်တွေ့မှအသေးကြပဲအဲ့ဒီအခါကျရင်ကြောင်ချင်းရှန့်ကိုတွေ့တဲ့ဒီစောက်ကြတာပေါ့သူနဲ့ဆုံသွားရင်ဒီသေးနာလေးတွေလည်းလွတ်သွားစရာဘာစောက်ကြောင်မှမရှိတော့ဘူးယုံချင်းကပြောတယ်အကိုကြောင်လဲလာနေပြီဟုတ်လားဒီနေမယ်ကိုကြားနာနေယုံချင်းကတော်တော်လေးကိုအားတက်သွားတဲ့ပုံပဲမူဖန်းရံကကောင်းညှင်းပြတယ်ဝင်းညင်ဘရင်ကအသည့်စက်စက်မွေးဖွားလာတာဆိုပေမဲ့ငါတို့အနေနဲ့တိုက်ခိုက်နိုင်မှုကမဖြစ်နိုင်ဘူးသူသာဝင်ပါလာမယ်ဆိုရင်တော့ငါတို့ရဲ့အစွမ်းကတိုးလာမှသိကြတယ် ငါတို့အမှောင်တို့အပွဲစီကဝိညာဉ်ဘယင်ကိုယ်တော်တန်းနိုင်ရင်ငါတို့လည်းကြီးမားတဲ့စွမ်းအားကိုရမှာအဲ့ဒီခါကျရင်ငါတို့ရဲ့ဂုံတရင်ကလည်းကြောင်းတဲ့ကတရားစီရင်မှုအပွဲစီနဲ့ရွှံမျိုးနဲ့အပွဲစီဒေါထကိုပို့ပြီးတော့ကြော်ကြသွားလိုက်မယ်အဲ့လိုငါတို့ရဲ့အမှောင်တို့အပွဲစီကြော်ကြသွားတဲ့အခါမှာခဏကတင်နာလေးတွေငါတို့အပွဲစီတွေကိုမဝင်ခဲ့မီလို့နောင်သားရသွားတဲ့ဖြစ်သွားစီရမယ်တပ်ဖမ်းမှာတော့မူချန်တို့အပွဲကမရက်မနာပဲခရီးနေနေကြတယ်သူရဲ့လက်ထဲမှာလည်းဝိညာဉ်အလင်းလန်း၅ခုပဲကျန်တော့တဲ့တလင်းကြောက်လေးကင်ထားတယ် ပြီးတော့ဝမ်တောင်ကိုလှမ်းပေးလိုက်တယ်။မင်းရဲ့ဝိညာဉ်အလင်းတန်းကိုငါငှားလိုက်တဲ့အတွက်အလင်းတန်းလေးကိုလွန်လွန်လပ်ဆုပြီးသွားရင်မင်းကိုပြန်ပေးမယ်။ဝမ်တောင်ကပြုံးသွားတယ်။အလောတကြီးလှုပ်စရာမလိုပါဘူး။မင်းနဲ့တာဆိုရင်ငါတို့ကဘယ်ကောင်မှစောက်ယူမဆိုင်ဘူး။သူတို့ကပြောတာပြောနေတာခဏကမူဖန်းရံလို့လူကိုတော့သူတို့ကရံမဆရဲဘူး။ဝန်ကျွမ်းကလည်းဒါကိုသိတယ်။အဲ့တော့သူတို့ကိုလှမ်းပြီးတော့စလိုက်တယ်။အေးအဲ့ဒါတွေကိုအသာထား။မင်းတို့၃ယောက်ကတာငါတို့ကိုစူဝေးတဲ့နေရာတွေကိုရောက်အောင်လမ်းပြပြီး ဘေးနားမှာတော့လော့လီကမူချံပေးလိုက်တဲ့ကြောက်တုံးကိုပဲတထူးလူဆန်းနဲ့သူကကြေးနေတယ်။မူချံကမေးတယ်။အဲ့လာကထိုင်လန်းစရာကောင်းတဲ့အံ့ဖွဲကြောက်တုံးမလား။ဒါကိုလော့လီကပြောတယ်။တာမန်အံ့ဖွဲကြောက်တုံးကအရင်ကြီးတော့အတုံးမဝင်ပါဘူး။ဒါပေမဲ့အခုငှားလိုက်လက်မှရှိတဲ့ကြောက်တုံးကတာမန်ကြောက်တုံးတော့မဟုတ်ဘူး။ပြပြောစစ်ဆိုပဲလော့လီကသူ့ရဲ့လက်ထရကြောက်တုံးကိုကောင်းကင်ဘော်ကိုပြစ်တင်လိုက်တယ်။ပြီးတာနဲ့သူ့ရဲ့တက်ရှိကိုထုတ်ပြီးတော့အဲ့ဒီကြောက်တုံးကိုခုတ်ချလိုက်တယ်။ဒါနဲ့ကြောက်တုံးထိသွားတာနဲ့ကြောက်တုံးကနည်းနည်းလေးအံ့သွားတယ်။ အဲ့ဒီအားနေတဲ့နေရာကနေတော်တော်လေးကိုတောက်ပါတဲ့အလင်းရောင်တို့ချိုးထွက်နေတာကိုမူချန်သတိထားမိလိုက်တယ်။အဲ့တော့သူကပြောတယ်ဒီအံဖွဲကြောက်တုံးကတော်တော်လေးကိုထူးခြားတာပဲ။ဒါကိုဝန်ကြီးကိုတုံးကောင်နဲ့အံ့ညာတို့တော်သတိထားမိသွားတယ်။လော်လီကကြောက်တုံးကွဲနေတဲ့နေရာကအပိုင်းဆက်လေးကိုဖယ်လိုက်တယ်။ပြီးတော့ကြောက်တုံးတဲ့ကနေလက်မအွေစားလို့ရှိတဲ့တလင်းကြောက်လေးတလုံးကိုသူကယူပြီးတော့မူချန်ကိုလှမ်းပြလိုက်တယ်။အဲ့ဒီတလင်းကြောက်လေးကစိန်ပုံစံရှိပြီးအထဲမှာတော့အရေတချို့စီးစင်းနေတယ်။ အဲ့တော့မှဝမ်ကြီးကိုသုံးကောင်နဲ့အန်ရန်တို့ကမေးတယ်ဒါကဘာလဲဒါကိုလော့လီယာပြောတယ်ဒါကအန်ဖွဲ့နတ်ဖရာတလင်းကြောက်တုံးပဲအန်ဖွဲ့လက်နက်တွေကိုထောက်လို့တော့မယ်ဆိုရင်ဒီဟာကအရန်ကိုအရေးပါတဲ့နေရာမှာရှိတယ်ဒါအပြင်ဒီလိုပျက်စီးကလည်းအရန်ကိုရှာပန်းလုံးတယ်ဒီလိုမျိုးအရာကိုပျက်စီးဆုံလားပါလေလို့ပြောတယ်ကျောင်းကဝိညာဉ်ခမ်းမမှာတော့ဝယ်လို့မရဘူးအဲ့လိုပြောလိုက်တော့မှအလုံးကလည်းတန်းအံ့တော်ဖြစ်သွားတယ်လော့လီယာဆက်ပြောတယ် ဒါပေမဲ့အန့်ဖွဲ့လက်နက်တွေကိုထုတ်လုပ်ဖို့အတွက်ကဒီအန့်ဖွဲ့ကြောက်တုံးကအရန်ကိုသိမ်းငယ်လွန်သေးတယ်။ဒါလိုမှမဟုတ်ရင်သူ့ရဲ့တပ်မှုကလည်းအရန်ကိုကြောက်စရာကောင်းလာလိမ့်မယ်။လော်လီပြောနေတာကိုမူချန်ကမသိရင်သူတီးတဲ့အတိုင်းပဲခေါင်းတဆက်ဆက်ညှိပြနေတယ်။ပြီးတော့လည်းလော်လီကိုပြောတယ်။နီဒီတာကိုရဖို့အတွက်ငါကလီဒီချင်းတော်တော်လေးကိုဈေးဆက်လိုက်ရတယ်။သူကပြောတာပြောနေတာလော်လီရောက်တာမဟုတ်ရင်ဒီကြောက်တုံးအကြောင်းကိုသူလည်းနည်းနည်းမှသိမှတော့မဟုတ်ဘူး။လော်လီကအန့်ဖွဲ့ကြောက်တုံးကိုပြန်ပြီးသိမ်းလိုက်တယ်။အဲ့တော့မူချန်ကပြောတယ် ကဲငါတို့သွားကြစို့ငါတို့နောက်ထပ်စုဝေးတဲ့နေရာတစ်ခုကိုထပ်ပြီးတော့ရှာကြမယ်အခုငါတို့ကတော်တော်လေးကိုမွေးပြကြနေတယ်ပြီးတော့ငါ့မှာအကျွေးတွေလည်းရှိနေတယ်ဒီလိုအချိန်မျိုးဆိုရင်မူချာကတော်တော်လေးကိုဖြောင်ဆဆန်းနိုင်လုံးတယ်သူ့ရဲ့စကားကြောင့်အိုင်းရန်လုံးအောင်တခဲခင်းနဲ့ကြီးလိုက်တယ်ပြီးတဲ့နယ်ဝမ်ညီကိုတောင်းကောင်ပဲလှည့်ပြီးပြောတယ်ဝမ်တော့စုဝေးတဲ့နေရာနဲ့ပတ်သက်လို့နောက်ထပ်မင်းတို့တောင်းကောင်ကိုပဲဒုက္ခပေးရအောင်မယ်ဒါပေမဲ့မင်းတို့ဘာမှစိတ်မပူနဲ့ရလာတဲ့ဟာတွေကိုတော့ငါတို့တွေညီညီမျှမျှခွဲဝေပြီးယူကြတာပေါ့ ဝမ်သုံးကချက်ချင်းပြန်ပြောတယ်ဒီနေရာတဝိုင်းလောက်မှဆိုရင်အန်ရဲ့အဆင်ရှိတဲ့စူဝေတဲ့နေရာတစ်ခုတော့ရှိလိမ့်မယ်ကောင်းငင်ခုပြောင်းခြင်းနောက်ဆုံးအဆင့်ကိုရောက်နေတယ်ဝိညာဉ်မြေုပ်တွေမရှိလားရှိလားဆိုတာတော့ငါမသိဘူးဒါပေမဲ့ကောင်းငင်ခုပြောင်းခြင်းအလေလက်အဆင့်ရှိတဲ့ဝိညာဉ်မြေုပ်တချို့တော့ရှိလိမ့်မယ်သူတို့ကိုတန်းနိုင်ဖို့အတွက်ကလည်းတော်တော်လေးတော့ပြဿနာရှိနိုင်တယ်မူချန်ကတစ်ချက်စဉ်းစားတယ်အန်ရဲ့ရှိတဲ့အဆင့်မူချန်ကအဲ့လိုပြောလိုက်တာနဲ့လော်လီကပြောတယ်ကဲကဲကဲငါတို့တွေအဲ့ကူပဲသွားကြတာပေါ့ လောလီရဲ့ဇာကကြောင့်မူချမ်းကြောက်သွားတယ်ဟင်ဘာဖြစ်လို့ငါတို့ရဲ့လော့နတ်ဖျာမကဒီလောက်ထိစိတ်လောနေရတာလဲအဲ့တော့လောလီကပြန်ပြောတယ်နေမသိဘူးလားငါနေပေါ်မှာအကျွေးတွေတင်နေတယ်လေအဲ့တော့ကြောင့်ငါကပြင်းနေလို့မရတော့ဘူးအဲ့တော့မူချမ်းကရီလိုက်တယ်ကောင်းပြီဒါဆိုလဲငါတို့တွေရှေ့ဆက်ပြီးသွားကြတာပေါ့ကဲဒီနေ့ဝီဒီယိုဒီမှာပဲရထားမယ်အဆက်ကိုနောက်နေ့မှထပ်ပြီးသင်ပေးမယ်ဒီနေ့ဖို့ဘက်ပိုင်းအားလုံးကျေးဇူးတင်ပါတယ်